for you i see you showing a man a baby what happened my name ning ka ယောက်ျားတယောက်ကိုကလေးပြပေးနေတာတွေ့တယ်။ဘာဖြစ်တာလဲ။ prophet ပြောတာနားထောင်ကြည့်အောင်။ Susan from South Sudan ။တမန်နာမည် Susan ဘာ Town Sudan နိုင်ငံကနေလာတာဖြစ်ပါတယ်။ Yes I confirm man of God what you are saying so prophet မြင်တဲ့အတိုင်းမှန်တယ်လို့ပြောတာဖြစ်ပါတယ်ဘယ်လိုမှန်တာလဲနောက်ထောင်ကြည့်ရအောင်100% This is my husband နဘေးမှာရနေတာကျမအမျိုးသားပါ So I give birth to the baby boy it was four child then with depression I show him the baby after 3 months the baby died ကျမအမျိုးသားနဲ့နေပြီးမှကလေးရပါတယ် ဒါပေမဲ့ကလေးမွေးပြီး3လကြာတဲ့အခါမှာအဲ့ဒီကလေးဟာတည်သွားပါတယ်ဆိုတော့အဲ့ဒီကလေးမွေးထားတယ်ဆိုတာကိုယောက်ျားကိုကျမပြပေးတာဖြစ်ပါတယ် This daddy I have no peace in my life Oh father heaven ချသူမမွေးထားတဲ့ကလေးကိုယောက်ျားကိုပြပေးတာကိုတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီကလေးတည်သွားတဲ့အချိန်ကစပြီးသူမမနိုင်တဲ့အချိန်မရှိတော့ဘူးလို့ပြောတာဖြစ်ပါတယ်။ အဲ့ဒီမှာဝင်လာတဲ့နတ်ဆုကို prophet ဖေရှားတာဖြစ်ပါတယ် My name is George residing South Africa Man of God I want to know the root source of stagnation in my life ဒီတရားကတော့တောင်အာဖရိကနဲ့လာတာဖြစ်ပါတယ် သူကဗာမဲတယ်ဆိုတော့ကျွန်တော်ဘာလို့လို့မအောင်မြင်ဘူးအဲ့ဒီမအောင်မြင်တဲ့အတိတ်အကြောင်းရင်းဘာကြောင့်လဲလို့ပရိုဖက်ကိုမဲတာဖြစ်ပါတယ်ဆိုတော့ဒီမှာလာတဲ့လူတိုင်းလူတိုင်းကပြဿနာကိုဆင်းနေလာကြတာဖြစ်တယ်အဲ့ဒီကုကြုံနေရတဲ့ပြဿနာဘယ်ကနေလာတယ်လဲဆိုတာသိချင်လို့လာတာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ပရိုဖက်ကဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး9အငယ်9မှာမြင်တော့သူလို့ခေါ်တာဖြစ်တယ် တော့ဘုရားသခင်မြင်ခွင့်ပေးတဲ့အတွက်မြင်ရတာဖြစ်တယ်။ဆိုတော့ဒီပြဿနာရဲ့အရင်းခံကို prophet မြင်တဲ့အတိုင်းဖော်ပြမှာဖြစ်ပါတယ်။မြင်တော်သူဆိုတဲ့ prophet အကြောင်းကိုဆက်လက်နားထောင်ကြည့်အောင်။ look at me. can you do this to me i'm sorry but i an example can you so prophet ka dia mutimi ko taw ban ne nga upama lou pya da houte ning ko တကယ်ခြေတော့ကာနာမဟုတ်ဘူးဆိုတော့ကြည်ပါတဲ့ငါဘာလုပ်တာကြည်ပါဆိုမှပရောဖက်ကခြေတော့နခါတရားမျိုးသမီးကိုကာနေပုံစံမျိုးပြတာဖြစ်တယ်ဆိုတော့အဲ့ဒါပြပြတဲ့နောက်မှာအမျိုးသမီးတောင်းပါနဲ့ငါဥပမာလုပ်တာနော်အင်းကိုတမင်တက်တက်လုပ်တာမဟုတ်ဘူးဆိုတော့အမျိုးသမီးတယောက်ကအနင်းကအမျိုးသမီးတယောက်ကိုဒီလိုကန္တာငါတွေ့ရတယ်အဲ့ဒီအမျိုးသမီးကပြောတယ်နင်ငါ့ကိုဒီလိုလှုပ်ရက်တယ်ဟုတ်သလား This to me that's my wife my no good and that's my boy အခုမှသူ့မိမနဲ့သူ့ကလေးရောက်လာတာဖြစ်တဲ့အတွက် prophet ကို message ပေးတယ်အဲ့ဒါကျွန်တော်မိမနဲ့ကျွန်တော်သားပါ can you do this to me can you do this to me အခုနခြေထောက်နဲ့ကံပြည့်တဲ့နောက်မှာဟိုအမျိုးသမီးကပြောတယ်နင်ငါ့ကိုဒီလိုလုပ်ရတယ်ဟုတ်လား oh god no 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 အဲ့ဒီအမျိုးသမီးကပြောတယ်ဟွန်းဖျားတခင်ရေ ဒီကောင်ဒီတိုင်းထားလို့တော့မရဘူး never never you face it rough နေအမြဲတမ်းမဒုက္ခကြုံမယ်နေအမြဲတမ်းဒုက္ခကြုံရမယ်လို့အမျိုးသမီးကနင့်ကိုကြိမ်တာဖြစ်တယ် have you understood it ငါပြောနေတဲ့ဟာကိုနင်နားလည်သလားလို့ဒီအမျိုးသားကိုမဲပါတယ် enlighten me man of god ဆိုတော့ तू ကနားမလည်ဘူးတဲ့ enlighten me ကျွန်တော်ကိုနားလည်အောင် ရှင်းပြပေးပါ Once upon time you were young. Once upon time you were young. နေငယ်ငယ်တုန်းကဆိုငယ်ငယ်တုန်းကဖြစ်ခဲ့တဲ့ရောက်ပရောဖက်ကိုယေရှုကမြင်ခိုင်းတာပြည့်တယ်နားတော့ကြည့်ရအောင်ဒီတယောက်ငယ်ငယ်တုန်းကဘာဖြစ်ခဲ့တာလဲ And there was a woman. There was a woman. အမျိုးသမီးတယောက်ရှိတယ်။ Many people despised. အဲ့ဒီအမျိုးသမီးကိုနင်တို့မထီမဲ့မြင်လောက်ခဲ့တယ်။ Stretch your leg to kick me. နင်ကခြေတော့ကိုဆန့်ပြီးမှအမျိုးသမီးကိုကန်တော့ဟောအမျိုးသမီးကပြောတယ်။အော်နင်ခြေတော့နဲ့ငါ့ကိုကန်တယ်ဟုတ်သလား You never prosper in life. You never prosper in life. နင်ဘဝမှာဘယ်တော့မှမကောင်းစားစေရဘူးလို့အမျိုးသမီးကနင်ကိုကြိမ်ခဲ့တယ်။ I'm confirming the prophecy that when I was young I I'm confirming prophecy. အခု prophet ပြောတာမန်တယ်ဆိုတာကိုကျွန်တော်ဝန်ခံလိုပါတယ်။ကျွန်တော်ငယ်ငယ်တုန်းက I hit the old lady in the belly. ငါကျွန်တော်ကအဖွားကြီးတယောက်ကိုဘိုက်မှာကန်ဖိတ်ခဲ့ပါတယ်တဲ့။ငငယ်တုန်းကအဖွားကြီးတယောက်ကိုဘိုက်မှာကန်ခဲ့တယ်။ဆိုတော့ဘယ်သူမှမမြင်ဘူးလေဒါတွေကဘယ်သူမှမသိတဲ့ကိစ္စကြီးဘူး။ဒါပေမဲ့ယေရှုခရစ်တော်ကသိတာဖြစ်တယ်။အခု prophet ရှင်လာတဲ့အခါမှာယေရှုကဒီ prophet ကိုဖော်ပြတဲ့အခါမှာ prophet ကဒါကိုပြန်ပြောတာဖြစ်ပါတယ်။ ဒါကြောင့်ဗျာဒိတ်ကျမ်းအခန်းကြီး20အငယ်73 4မှာဖတ်ကြည့်ပါလူအသီးသီးတို့ဒီမိမိတို့ရဲ့အကျင့်အတိုင်းဖရာသခင်ကစာဆောင်ထဲမှာရေးထားတာဖြစ်တယ်အဲ့ဒီစာဆောင်ထဲမှာရေးထားတဲ့မိမိအကျင့်အတိုင်းတရားစင်ချင်းခံရမယ်လို့လာတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မိတ်ဆွေတို့ကဘေးဖရာကိုကိုးကွယ်တယ်လဲဆိုတာ I don't know တယောက်နဲ့တယောက်ကိုးကွယ်တာချင်းတော့မတူဘူးဒါပေမဲ့တမန်ကျမ်းစာရဲ့ဗျာဒိတ်ကျမ်းအခန်းကြီး20မှာ ယေရှုခရစ်တော်ဟာလူအသီးသီးတို့ရဲ့အကျင့်ကိုသူရေးထားပေးတာဖြစ်တယ်။အဲ့ဒီအကျင့်အတိုင်းတရားစီမံလို့ရေးထားဖြစ်တယ်။ဆိုတော့အဲ့ဒီကာလကိုကျွန်တော်တို့မရောက်သေးဘူး။အခုဖျားတခင်ကပရောဖက်ကိုဆက်လို့ပြင်မှာဒီတယောက်ကိုပရောဖက်ပြုတဲ့အခါမိတ်ဆွေနဲ့ကျွန်တော်တို့ဟာအလင်းမြန်တတိယလာဖို့လူမှဖြစ်ပါတယ်။အဖက်အကန်းကြီးလေးအငယ်၁၁စနစ်မှာလူတချို့ကိုယေရှုခရစ်တော်ကပရောဖက်အရာနဲ့ရွေးတယ်ဆိုတာဒီနေ့ကျွန်တော်တို့ဒီဟာကိုနားလည်ရမှာဖြစ်ပါတယ်။ သူတို့သူဘာဖြစ်လို့အဲ့ဒီအဖွားကြီးကိုဘိုက်မှာကန်ခဲ့တယ်လဲဆိုတော့ out of anger ဒေါသထွက်လို့ကန်တယ်တဲ့ကျွန်တော်ပြောတာကလေးကဒေါသထွက်တယ်များအဖွားကြီးကိုကန်เสียလားကန်เสียအကြောင်းမရှိဘူးเนาะမယူသေးလို့ကန်တာဖြစ်တယ်အထင်သေးလို့ကန်တာဖြစ်တယ်ဒါကြောင့် prophet ကပြောတာနင်တို့ကအဲ့ဒီအဖွားကြီးကိုနင်တို့ကမယူမသေးလို့တယ်လို့ပြောတာ Jesus to forgive and the order Jesus forgive me အခုတော့သူ့ရဲ့အပြစ်ကိုသူတီးသွားပြီငငယ်တုန်းကမတီးဘူးအခုသူတီးသွားပြီဒါကြောင့်ယေရှုဖျားကျွန်တော်အပြစ်ကိုလွတ်ပါလို့တောင်းပန်တာဖြစ်တယ်ဆိုတော့ဘသူမဆိုဘေးပါတာဝင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပြစ်ကိုတီးလာတဲ့တနေ့မှာအဲ့ဒီအပြစ်ကိုတတိယပြည့်မှာဝန်ချတောင်းပန်လို့ရှင်ဘုရားသခင်ကအပြစ်လွတ်တယ်လို့လာတာဖြစ်ပါတယ် she kissed me my god အဲ့ဒီအမျိုးသမီးအနေကိုဘာပြောခဲ့တယ်လဲလို့ ရောဖက်ကမဲတဲ့အခါရှီခတ်စမီမဲနကဖျားတကင်းရဲ့လူအဲ့ဒီအမျိုးသမီးကကျွန်တော်ကိုချိန်ပါတယ်ဆိုတော့ချိန်တဲ့အခါအဲ့ဒီချိန်တဲ့အတိုင်းဒီလူကသူ့ဘဝမှာဒုက္ခရောက်သလားဆိုတော့တကယ်ပဲဒုက္ခရောက်တာဖြစ်ပါတယ်ဒါကြောင့်တုတ်တန်ကျမ်းမှာကျမ်းစာကဘယ်လိုရေးထားလဲဆိုတော့အပြစ်မရှိတဲ့သူကိုချိန်လို့ရှိရင်တဲ့အဲ့ဒီချိန်ချင်းကမတက်ရောက်ဘူးတဲ့ဒါပေမဲ့အပြစ်ရှိတဲ့သူကိုချိန်လို့ရှိရင်ချိန်တဲ့အတိုင်းဖြစ်လာမယ်လို့ကျမ်းစာကရေးတာဖြစ်တယ်ဒီနေ့ဒီလိုဟာအပြစ်ရှိတဲ့အတွက် ဟိုလိုဟိုမြို့သူမြေကကျိန်တာဖြစ်တယ်ကျိန်တဲ့အတိုင်းသူ့ဘဝကမကောင်းစားပဲဒုက္ခရောက်တာဖြစ်တယ်ဒီနေ့မြောက်များစွာသောလူတွေဟာကိုယ့်အပြစ်ကြောင့်မိဘတွေတုံငယ်ချင်းတွေမိတ်ဆွေတွေအဲလုပ်ဖို့ကံပေးတွေကျိန်ပလိုက်တယ်ကိုယ့်အပြစ်ကြောင့်ကျိန်လိုက်တာအဲ့ဒီကျိန်ချင်းကိုခံပြီးမှပါဖြစ်လေလူတွေဟာမကောင်းစားပဲဆင်းရဲဒုက္ခရောက်နေတာဖြစ်တယ်ဒါကြောင့်ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့အခါမှာငါဘဒုကိုဒုက္ခရောက်လောက်ခဲ့တယ်လေငါဘဒုကိုမတရားလောက်ခဲ့တယ်လေတတိယပါတတိယတယ်ဆိုလို့ရှိရင်အဲ့ဒီ ဆိုးကျိုးဟာကိုယ့်ရှင်မှာတက်ရောက်နေသလားမတက်ရောက်ဆိုတာကြည့်ပါတက်ရောက်နေတယ်ထင်လို့ဆိုလို့ရှင်နှောင်တနဲ့အပြည့်ဝချတောင်းပါမယ်အချင်းဖြစ်ပါတယ် This is why you are suffering all the days of your life she သူမကပြောပြသားပဲလေနင့်တဘောအလုံးဒုက္ခရောက်စေရမယ်ဆင်းရဲဒုက္ခလှလှလေးခံရမယ်လို့နင့်ကိုပြောပြသားပြီလေ You will never make it you will never make it နင်ဘယ်တော့မှမအောင်မြင်စေရဘူးလို့ပြောထားတာဒါပေမဲ့ခြေထောက်နှချောင်းပါတယ်လက်နှချောင်းပါတယ်မျက်စိနှာခေါင်းအကလုံးပါတယ်စူးစားတယ်ဒါပေမဲ့မအောင်မြင်စေရဘူးဘာဖြစ်လို့လဲကြိမ်ချင်းကတက်ရောက်တဲ့အတွက်ဖြစ်တယ်ဘာဖြစ်လို့ကြိမ်ချင်းတက်ရောက်တာလဲကြိမ်ထားတဲ့အတွက်ဘာဖြစ်လို့ကြိမ်တာလဲအပြစ်ရှိလို့ဆိုတော့အပြစ်ရှိတော့ကြိမ်ချင်းဟာတက်ရောက်တဲ့အတွက်အခုလိုခံရတာဖြစ်ပါတယ် not even respect me you will never never in life make နေငါကိုမယူသေးဘူးလားနေဘွားမှာဘယ်တော့မှမကောင်းစားရဘူးလို့အဖွားကြီးကကြိမ်ထားပါတယ် you have survived three accidents နေငါယင်တိုင်းမှုသုံးကျင်ခံရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီသုံးကျင်စလုံးကနဲ့နင်းလွတ်မြောက်သွားတယ်လို့ prophet ကပြောပါတယ် at the grace of god by the grace of god ဖျားတခင်ရဲ့ဂယုဏကြောင့်နင်းအသက်ရှင်ခွင့်ရတာ true man of god true man of god prophet ပြောတဲ့အတိုင်းမှန်ပါတယ် because a priest laid hand on you ဘာဖြစ်လို့လဲဆိုတော့ priest laid hand on you ဖယားတခင်ရဲ့လူနော်ဖယားတခင်ရဲ့မို့တော်ဆောင်တပါးကနေပေါ်မှာလက်တင်ပြီးမှဆုတောင်းထားတယ်လို့ prophet ကပြောပါတယ်ဆိုတော့ဖယားတခင်ရဲ့လူကလက်တင်ပြီးမှဆုတောင်းတဲ့အခါဒီလူဟာချိန်ချင်းခံနေရတဲ့သူဖြစ်တော်냐လဲပဲဖယားရဲ့တနာကယူနာခံရပြီးမှ ရင်တိုက်မှုဖြစ်တဲ့အခါမတည်ပဲလွတ်သွားတာဖြစ်ပါတယ် he was put in wrong အဲ့ဒီနင့်ကိုဆူတောင်းပေးတဲ့ဘုရားလူကဟောကဘာလို့တို့ဝုတ်လုံဝုတ်ထတာငါတွေ့ရတယ် true man of god ဟုတ်ပါတယ်လို့သူကပြန်ဖြေပါတယ် and say father help this boy သူဆူတောင်းတဲ့အခါအဖဖရားတခင်ဒီဒီကောင်လေးဒီသားလေးကိုကူညီပေးပါလို့တောင်းတယ် that is why you are surviving because of the prayer of the priests အဲ့ဒါကြောင့်နင်းရင်တိုက်ပြီးမှမသေးတာဘာဖြစ်ဆိုတော့ဒီဖျားတခင်ရဲ့လူကနင်းအတွက်ဆွတ်တောင်းထားလို့ပါ was your dog been dead you have been dead မဟုတ်ဘူးအဲ့ဒီလူကဖျားလူကနင်းကိုဆွတ်မတောင်းထားဘူးဆိုလို့ချင်းနင်းရဒီချင်းကတေသွားပြီလို့ပြောပါတယ် No God, my father is a priest. is always. Oh, man, I got Piatkin and Lou. Do not yet a peg, I did. I mean, Piamuro song, Pipare. ဖွမင်းအဖေကကျွန်တော်အတွက်အမေတန်းကျွန်တော်ကိုလက်တင်မှဆွတောင်းပေးပါတယ် and is true about the accident prophet မြင်တဲ့ယင်တိုင်းမှုတုံးကျင် ဖြစ်တယ်ဆိုတာမှန်ပါတယ် i was involved in a very bad accident 3 times my cop ကျွန်တော်ကဆူဆူဝါဝယင်တိုင်းမှုတုံးကျင်ဖျက်ဆီးခဲ့ရပါတယ် thank god you are still alive နင်ယနေ့ထိအသက်ရှင်ခွင့်ရတာဘုရားသခင်ကိုကျေးဇူးတော်ကျေးဇူးတင်ပါ your father thank, is a priest thank jesus he loves you နေဖေကဖရားမှုတော်ဆောင်ပြစ်တယ်နေဖေကနေကိုချစ်တယ်ဒါကြောင့်နေခေါင်းကိုလက်တင်မှသူဆွတောင်းပေးတာ on you that's why you are alive but အဲ့ဒါကြောင့်နေအတက်ရှင်တာမဟုတ်ရင်ဒီချင်းနေတည်ပြီ you own the woman had cast you ပါပြလို့လဲဆိုတော့နေဟာအပြစ်ရှိတယ်ဟိုကမြို့သမီးကနေကိုချိန်ပြီးသားဖြစ်တယ် finish finish နေဟာအဆုံးပြီးဆုံးတက်ပြီးသားလို့ဖြစ်တယ် ဆိုတော့ဒါကနဲ့နေတော့ဘုရားတခင်ရဲ့ဒီဝိညာဉ်ရေးရရှုဝဲချက်ဖြစ်တယ်တကယ်သူ့အမျိုးသမီးကိုဆူတောင်းပေးမှာဖြစ်တယ် blood of jesus the praise going for the wife the mark of jesus ယေရှုနာမ၌နေထုတ်တယ်နတ်ဆုကိုဆွေးထုတ်ပါသံဃာမနာကတော်ဝိညာဉ်နာကတော်ဝိညာဉ်နာကတော်ဝိညာဉ်သံဃာမအာသံဃာမနိထွတ်သွား နာကတော်ဝိညာဉ်ထွက်သွားယေရှုနာမ၌နေထုတ်တယ်စံကောမဆိုတာနာကတော်ကိုပြောတာဖြစ်တယ်နာကတော်နဲ့ဆိုင်တဲ့ဝိညာဉ်ဖြစ်ပါတယ် you people you have a, a tall woman in the family she sangoma prophet မြင်တာကနင်တို့အိမ်မှာမိသားစုဝင်တွေမှာအယက်ရှိတဲ့မြို့သူမြို့တယောက်ရှိတယ်ရှိစံကောမသူမကနာကတော်ဖြစ်တယ်လို့ပြောပါတယ် this is true man of god ပြတ်တကယ်လို့ပြောတဲ့အတိုင်းမှန်ပါတယ် This is My name is Kilebohile Matiba. I come from South Africa. This is two men of God. I, I, I confess that the tall woman whom you are talking about, I know her. She's my auntie. The Sangoma. Yes, she's the Sangoma. You look like her. Only that you are. ဆိုတော့ဟုတ်တယ်တဲ့သူတို့မိသားစုထဲမှာအရက်ရှည်တဲ့လူတယောက်ရှိတယ်အဲ့ဒါနတ်ကတော်ဟုတ်ပါတယ်တဲ့ ဲ့တော့ prophet ပြောတာကအဲ့ဒီနတ်ကတော်နဲ့နင်းနဲ့မျက်နာတူတယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဒီခုအမျိုးထဲမှာနတ်ကတော်ရှိလို့ရှင်အဲ့ဒီအမျိုးနဲ့ပတ်သက်တဲ့လူထဲမှာလည်းနတ်နတ်ကတော်နဲ့ဆိုင်တဲ့ဝိညာဉ်ကဝင်ရတာဖြစ်တယ်ဒါကြောင့်အခုဒီမျိုးသမီးဟာသူကနတ်ကတော်မဟုတ်ဘူးဒါပေမဲ့အမျိုးကနတ်ကတော်ဖြစ်တဲ့အခါနတ်ကတော်နဲ့ဆိုင်တဲ့ဝိညာဉ်ကဝင်တဲ့အတွက်သံဃာမအောက်သံဃာမစပီရီအောက်နတ်ကတော်နဲ့ဆိုင်တဲ့ဝိညာဉ်ထွက်လို့နင်ထုတ်ရတာဖြစ်တယ် ရှမတဲ့အခန်းကြီး30အငယ်1ယေရှုခရစ်တော်ကလူထဲမှာရှိတဲ့နတ်ဆုကိုယေရှုနာမနဲ့နင်ထုတ်ဖို့အမင်ပေးတာဖြစ်တယ်။ရှလုကာအခန်းကြီး30အငယ်18တပည့်တော်9ကျိတ်တော်ဟာယေရှုခရစ်တော်နာမအဖြစ်လူထဲမှာရှိတဲ့နတ်ဆုကိုနင်ထုတ်တာဖြစ်တယ်။ဒီနေ့ပရောဖက်ကခန်းတဲ့ဟာဒီမြို့တမီထဲမှာရှိတဲ့နတ်တော်ဝိညာဉ်စံကောမစပီရီကိုနင်ထုတ်ပေးတဲ့အခါမှာနတ်ဆုရဲ့ချုံတော်ခြေတက်ကနေလုံးမြောက်လာတာဖြစ်တယ်။ 해샤야 쳇세티 아게테마 예수 그리스도 라레 카마 나수 판다레도 쳇타친 칸레도 에노 닌세친 칸레도 고 위노여 메 소라 다고 소라 피바레 Yes, it does, Madam Yes. go let him be rapid. Pyarke, did you have a pig who can't be ဆိုတော့ဒီလိုအပြစ်ရှိလို့ချိန်မြမရောက်လာတဲ့ချိန်ချင်းဟာသူ့ပေါ်မှာတက်ရောက်တာဖြစ်တယ်သို့တော်လည်းဘုရားတခင်ရဲ့အမှုတော်ဆောင်ဖြောင့်မတ်တော်သူရှိလာလို့ရှိရင်အဲ့ဒါကိုပြန်လဲဖြတ်တော့ဖေရှားပေးလို့ရတယ်အဲ့ဒီမှာပြန်လဲလူမြောက်ခွင့်ရှိတာဖြစ်ပါတယ်ဘုရားတခင်အလုံးကိုကြောဝါစွာကောင်းချီးပေးပါစေ What is it?